ရလာပြီနေဖြစ်တယ်။ဟုတ်ပြီမြတ်စွာဘုရားကသင်္ကသမြို့ပထမဆုံးစောင်းနှံလေကားဦးရောက်တဲ့အခါကျတော့လူပြည်တွေကပြိသက်ကြီးကကြိုးဆုံနှုတ်ဆက်တယ်။အဲ့ဒီမှာဘုရားကိုပထမဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ်။ရှင်သာရိပုတ္တရာဥဆောင်တဲ့တန်ခါပိယတကမြတ်စွာဘုရားကိုအရင်နှုတ်ဆက်ခွင့်ရတယ်။ ကျန္နာမင်းဆိုရသဗိသတ္တိတို့တမဗိသတ္တိတို့ယသဗျာကိုစောင့်မြော်နေကြတဲ့ဗိသတ္တိတို့အလုံးကယသဗျာကိုကြိုးစားခဲ့ကြတယ်အဲ့ဒီအထိမ်မှတ်ဖြစ်မြန်မာလူမျိုးတွေကမြင့်မှုပွဲတို့နော်မြင့်မှုပြီးထွန်းပွဲတို့ဆိုပြီးတော့လှုပ်ကြတာအဲ့ဒီအစဉ်လာကိုလှုပ်ကြတာဖြစ်စိတ်ကရှိမှန်းပြီးတော့ယသဗျာကိုပူဇော်တယ်ဆိုတဲ့မိမြင့်မှုပွဲဆိုတာ မြန်မာပြည်ရဲ့မိထွန်မွေဟိုရှေးရခင်ကတော့ကတိကနဲ့ခက်နဲ့ရှင်ပြီးတော့မိထွန်ကြတာသတင်းကျတစောင်းမုန်းကိုကတိကနဲ့ခက်တော့ခေါ်တယ်အဲ့ဒီကတိကနဲ့ခက်ကိုတစောင်းနိုင်ပွဲတို့သတင်းကျမိထွန်မွေတို့ဆိုတာဖះကိုမကိုးခွင်တော့ကနတ်တွေကိုပူဇော်တဲ့ပွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတဲ့တောရွာတွေမှာဒီလေကားတွေမိထွန်တယ်နွားနွားတင်ငုတ်တွေမိထွန်တယ် ိမ်နပ်ပတ်ဝန်းကျင်ရှိရတယ်ကိုလိုက်မိထွန်းတာဟောဘာကြောင့်ထွန်းနေဆိုတာအိဗယ်မသိဘူးလက်တွေကိုမြည်ပူဆိုတဲ့ပုံစံမျိုးလူတွေမှာအဲ့နေထွန်းရအဲ့လိုဒီကနေ့တော့အိဗယ်ရှိရှိမိထွန်းတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာယုပြုပြီးတော့မိမိနဲ့ပူဆော်ကြတယ်လို့သရဉ္ဇလမိထွန်းမွဲဆိုတာဒီပုံစံနဲ့ဖြစ်ပေါ်လာအဲ့ဒီမှာမြတ်စွာဘုရားက ပြိတ္တတဲ့အကဲကြည့်လိုက်လို့ရှင်အဲ့ပြိတ္တထဲမှာတန်ဃာတွေထဲမှာနာမည်အကြီးဆုံးပုဂ္ဂိုလ်ကဘသူဖြစ်နေတော့ဆိုရှင်မောကလန်ဖြစ်တယ်ရှင်မောကလန်တကူရှင်ကိုတကူရှင်ဆိုတော့သူနာမည်ကြီးတာပေါ့သူအစွမ်းတကူပြနိုင်တာဆိုတော့လူတွေထင်ကြီးတာပေါ့လူတွေကရှင်မောကလန်ရှင်မောကလန်နဲ့နေတာတကူကြီးတဲ့ပုဂ္ဂိုလ်အနေနဲ့ ရှင်သာရိပုတ္တရာကပထမဆုံးမြတ်စွာဘုရားကိုဥတိုက်ခွင်ရပြီမယ်ရှင်သာရိပုတ္တရာကျတော့တဲ့ပြီးတော့မသိချအောင်နော်တခါတလေဖြစ်တတ်တယ်နော်လူတွေထဲမှာလည်းပဲနာမည်ကြီးတဲ့ဓမ္မဂတိကသားကိုအုံပြီးဓမ္မဂတိကရဲ့တာရဲမထေကြီးတွေတွေ့တဲ့အခါမကယူတော်မဆိုင်ကြဘူးဆိုတာရှိတယ်နော်အဲ့လိုဟိုဖြစ်တဲ့အနေထားမျိုး လူတွေကရှမုန်ကလန်ကိုသာဝိုင်းအောင်နေကြပြီရှင်သာရိပုတ္တရာကျတော့အတိမတ်မပြုသလိုဖြစ်နေအဲ့ဒီပြိဿကြီးကတကူရှင်ကိုအထင်ကြီးလေးစားမှုစွာ ဖြစ်တယ်ရှင်သာရိပုတ္တရာကျတော့ဘယ်ကကိုရောဤမှန်းလည်းမသိဘူးတော်ကကြွလာတဲ့ကိုရောဤလားတောထွက်ကြီးလားလို့အောင်းမိနေကြလားမသိဘူးဘာမှမသိတဲ့ကိုရောကြီးလားတကူမရှိတဲ့ကိုရောကြီးလားလို့ဒီလိုထင်နေကြအဲ့ဒီလိုပြိဿမှာ ရှင်သာရိပုတ္တရာရဲ့ဉာဏ်စွမ်းဉာဏ်စာမသိကြတကူရှင်ဆိုတာကလူသိထင်ရှားတယ်လေပညာရှင်ဆိုတာကလူသိထင်ရှားမှုရှိဘူးဒါအမှန်ပဲအဲ့ဒါကြောင့်မို့တကူရှင်ကို တောင်နဲ့ဥပမာပေးထားတယ်တောင်ကြီးတွေဆိုအဝေးတွေမြင်ရတယ်လေတောင်ကြီးတွေကအမြင့်ကြီးတွေဆိုအဝေးတွေမြင်ဘာတောင်ညာတောင်နဲ့ခေါ်ကြတယ်